ဟုတ်အဲဟိုမနောအမေတွေယူရပြီးလုပ်ပေးတာပေါ့မေကတော့ဟိုကြောက်မိုက်မကောင်းဘူးဟိုတက်ကလည်း80နာကတ်တယ်ပေါ့ဟိုကြောက်ကက်ကလည်းတင်စားဆေးရတယ်လမ်းလည်းမလျှောက်နိုင်ပေါ့အဲအမေဘာဖြစ်ဖြစ်တင်စားရှိတော့အမေတွေယူစုပြီးတော့ဒါတော့အဖေဆုံးတာလေဟိုကိုဗစ်တက်တဲ့အချိန်မှာဆုံးတော့၄နှစ်မြောက်ပေါ့အဖေ၄နှစ်မြောက်ဒါတော့အမေရှိတော့မှအမေဟိုရေဆက်ချစီနေတာပေါ့ ဟောရင်တော့ဒီသားစုဆုံဆုံးလင်လင်ပေါ့နော်ဟိုကိုဗစ်တက်ရလဲမှာအဖေဆုံးသွားတဲ့ခါကျတော့အဖေတော့မပါနိုင်တော့ဘူးပေါ့ဟိုဒါပေမဲ့ရိုင်းကြီးလဲကျွန်တော်ဝန်းနေတာတော့မရှိပါဘူးဘာကြောင့်လဲဆိုတော့အဖေကိုဆုံးပါသွားတဲ့အထိကျွန်တော်တားတယောက်အနေနဲ့ဟိုလူပေးနိုင်တာအကုန်လူပေးခဲ့ပါတယ်အမေပါပါတယ်အဲခုနအမေနဲ့တူတူအမေဟိုလူတယ်အမေနဲ့တက်တူတူခုနရည်သက်ချပါကျွန်တော်တို့ဒ ဝါစုသင်ငယ်ဝါစုသင်ငယ်ကတ်တာအပါ130ဝါစုသင်ငယ်ကတ်တယ်ပြီးတော့ရဟန်းငယ်ရှင်းပြပေါ့ရဟန်းအပါ30ရှင်းအပါ130ပေါ့ဟောဒီကနှစ်တိုင်းဒီမှာလူနေကြပါဒီနေ့အလူကကျွန်တော်တို့ဟိုဒီเจ้าမှာစာဖြေသွားတဲ့တန်ဃာတော်ဒီအတွက်ဒီဟိုပါပေါ့ကားကားလေးတစ်စီးလှူလိုက်တယ်ဟုတ်ကဲ့ကားလေးလှူလိုက်တယ်ပြီးတော့အခုဒီဝါစုသင်ငယ်နဲ့ရဟန်းငယ်ရှင်းပြပါဒါနှစ်တိုင်းဟိုကထိန်လေးဒီမှာပဲကပ်ပါဟုတ်အဲဟိုမနောအမေတွေယူပြီးလုပ်ပေးတာပေါ့ မင်းကတော့ဟိုကြက်မိုက်မကောင်းဘူးဟိုတက်ကလည်း80နာကတ်တယ်ဟိုကြောက်ကတ်ကလည်းတင်စားဆေးရတယ်လမ်းလည်းမလျှောက်နိုင်ဘူးအာအမီဘာဖြစ်ဖြစ်တင်စားရှိတော့အမီအတွက်ယူစုပြီးတော့နောက်အဖေဆုံးတာလေဟိုကိုဗစ်တက်တဲ့အချိန်မှာဆုံးတော့လင်းနေမြောက်ပေါ့အဖေလင်းနေမြောက်ဒါတော့အမီရှိတော့မှာအမီဟိုဟိုယူဆက်ချစီနေတာပေါ့ဟောအရင်တော့ဒီသားစုဆုံဆုံလင်းလင်းပေါ့နော်ဟိုကိုဗစ်တက်တဲ့အချိန်မှာအဖေဆုံးသွားတဲ့ခါကျတော့အဖေတော့မပါနိုင်တော့ဘူးပေါ့ ဟိုဒါပေမဲ့ရိုင်းကြီးလဲကျွန်တော်ဝင်နေတာတော့မရှိပါဘာကြောင့်လဲဆိုတော့အဖေကိုဆုံးပါသွားတဲ့အထိကျွန်တော်တားတယောက်အနေနဲ့ဟိုလူပေးနိုင်တာကိုလူပေးခဲ့ပါတယ်အမေပါပါတယ်အဲခုနအမေနဲ့တူတူအမေဟိုလူတယ်အမေနဲ့တက်တူတူခုနရည်သက်ချပါအဓိကတော့ဟိုခုနအမေကဟိုဘိုင်းပြပြဟိုကျွန်တော်တို့အခုဒီငလျင်တို့ရေပြေးတို့မှာတောင်ဝေကတရားကြီးအများကြီးရသွားတယ်လေနော်ဟို နောက်တစ်မိနစ်ဆိုတာကြာသေးတယ်တည်ခြင်းတရားမြန်တယ်ဆိုတာအဲဒီသဘောပါပဲနော်ဟိုမကြမ်းမအောင်ဆိုရင်လည်းအမေကလောကရဲ့အရင်ထွက်ခြင်းထွက်ရမယ်ကျွန်တော်တို့လောကရဲ့အရင်ထွက်သွားရင်ထွက်သွားရမယ်ပြောလို့မရဘူးပေါ့ဒါတော့ဒီကျွန်တော်တို့အသေးမူးခင်ကုသိုလ်လေးဥအောင်လုပ်လိုက်တာပေါ့ဟုတ်တယ်ကျွန်တော်တို့အိုးအရင်တော့ဒီကိုဗစ်မတိုင်ခင်ကာလတော့ရေကူးကြီးများတော့ကျွန်တော်အိမ်မှာဆိုလို့ရှိရင်အများတန်းဒီတလားပြောင်မနေရဘူးပေါ့နော်ဒီနောက်ပိုင်းကျတော့လေဒီကိုဗစ်ဖြစ်တယ်နိုင်ငံရေးအခြေအနေဖြစ်တယ်ပြီးတော့ဒီဟိုရေရေဘေးတွေဖြစ်တယ်ငလျင်ဘေးတွေဖြစ်တဲ့ခါကျတော့လေအလုပ်တွေကအရင်ကတော့မစိတ်တော့ဘူးပေါ့ အဲကိုကိုအလှူသွားနိုင်တဲ့ခါသွားလှူတယ်အလှူမသွားတဲ့ခါကျရင်လည်းဒါအမေကိုစောက်ရှောက်ပြပါအဓိကတော့ကျွန်တော်တို့ရှိလို့သူတို့အဆင်ပြေတာမဟုတ်ပါဘူးတော်အမေသူတို့ရှိသူတို့ကျွန်တော်တို့အဆင်ပြေတာပါဟိုကျွန်တော်တို့ဒီအချိန်မှာသူတို့ကိုဟိုကောင်းကောင်းမွန်မွန်ဟိုစေကူတာပေးနိုင်တယ်ကောင်းကောင်းမွန်မွန်ချွေးနိုင်တယ်ကောင်းကောင်းမွန်စောက်ရှောက်ပေးနိုင်တယ်ဆိုတာကလည်းပြောမယ်ဆိုလို့ရှိရင်တော့ဟိုဟိုဘာသာတရားအနေနဲ့ပြောမယ်ဆိုရင်တော့သူတို့ပါတဲ့အထုပ်တို့ဖြီးစားရတဲ့ဘောပဲကျွန်တော်တို့ကြောင့်သူတို့စားနေတာမဟုတ်ဘူးအမေရှိတဲ့အတွက်ကျွန်တော်တို့လည်း သူတို့ပါတဲ့ကုသိုလ်တို့ကြောင့်ကျွန်တော်တို့လည်းဒါဒီကုသိုလ်မှီပြီးတော့ကျွန်တော်တို့လည်းဟိုကောင်းကောင်းမွန်ရပ်တည်နိုင်တယ်တကယ်လို့များမရှိခဲ့ဘူးဆိုရင်ကျွန်တော်တို့ကကျွန်တော်တို့ပို့ပြီးတော့မှခက်ခဲခြင်းနဲ့ခက်ခဲမယ်ပို့ပြီးတော့ရုန်းကန်ခြင်းနဲ့ရုန်းကန်ရမယ်ဟာဒါမိဘကိုပြုစုစောင့်ရှောက်လိုချင်တယ်ဆိုတာကိုကသူတို့ကိုပြုစောင့်ရှောက်လိုချင်တယ်ဆိုတာကိုကဟိုဘယ်လိုပြောမလဲကိုကြောင့်သူတို့ကဒီလိုမျိုးစားနေရမှာမဟုတ်သူတို့ငကောကသူတို့အထုပ်ကိုကသူတို့ပါလာပြီးသားပါတရားမိပါတယ် အမေကငကိုတဲကူကဘာသာရေးရမ်းလုပ်တယ်ပြီးတော့ဒီကျောင်းကလည်းကျွန်တော်အမေကျောင်းရောက်လာတာပေါ့ဟိုရင်တော့ကဒီတိမ်ဆိုတာဟိုကျွန်တော်တသားတိမ်လေးပေါ့မိုးတွေယူပါယူနေတော့ဒီအဆောက်အဦတွေဘာမှမရှိသေးဘူးဖခင်ကြီးလည်းတော်တော်ယူရင်းနေတာပေါ့အဲကျွန်တော်တို့အမေကဒီမှာတရားစခန်းလာလာဝင်နေတဲ့မှာဖခင်ဒီတိမ်ကျောင်းလေးပြင်ကျင်တယ်ဆိုတော့ဒီတိမ်ကျောင်းလေးကိုကျွန်တော်ဆက်ပြင်လိုက်တာပေါ့ပြင်ပြီးဖခင်ရောင်းတော့ဖွင့်တယ်ပြီးတော့ trust အဆောက်အဦတွေဆောက်တယ်ပြီးတော့ဒီမှာကျွန်တော်တို့ဖုန်းတွေတင်ပညာရေးကျောင်းဘက်ကကျောင်းကျွန်တော်တို့ဆောက်ပြီးလုပ်ပေးထားတယ်လုပ်ပေးထားတယ်ကျောင်းသားအယောက်400ကျော်တယ် အဲ့ကလေးတွေရာဟိုအနေနဲ့ရက်ကဆင်းတော့ပါတယ်ကလေးတွေလည်းပါတယ်တိုင်းသားလေးတွေပါတယ်မချောင်းထားပေးထားတယ်ပြီးတော့တာမလီတော်တွေလည်းရှိတယ်ဒါအမေဒါအမေကိုကျေးဇူးဆိုင်တယ်ကိုလည်းကုသရတော့ဟုတ်ကဲ့အခုတို့ကျွန်တော်တို့ဒါမီဒီယာကနေလာပြီးတော့ကျွန်တော်ဒီလိုမျိုးအင်တာဗျူးပေးတယ်ဗျူးပေးတဲ့အတွက်ဒီမီဒီယာကိုဘာဖြစ်ဖြစ်တနိုင်ငံလုံးမှာရှိတဲ့ပြည်သက်တွေကကြည့်မယ်ကြည့်ပြီးတော့ဒီအလူကိုတာဓုခေါ်ပေးတယ်ဆိုရင်ပဲကျွန်တော်ဝမ်းသာလာပါပြီ